ိုက်ပွဲပြင်းထန်နေတဲ့ဗမော်မှာကချင်လွတ်လိုက်တက်မတော်ခရိုင်ကစစ်ကောမရှင်တက်ရဲ့စခန်း၃ခုကိုတင်ထားနိုင်ပြီးအခုရပိုင်းတွင်စစ်ကောမရှင်တက်ကဗိုလ်မှူးအဆင့်တွေအပါအဝင်တပ်ဖွဲ့ဝင်30ကျော်တေဆုံးတယ်လို့သိရပါတယ်။အခုအော်တိုဘာပထမပတ်တွင်စစ်ကောမရှင်တက်ကဗိုလ်မှူးအဆင့်3အပါအဝင်တပ်ဖွဲ့ဝင်30ကျော်မှာ KAI နဲ့ဖြစ်တဲ့တိုက်ပွဲတွင်တေဆုံးခဲ့တယ်လို့သတင်းရင်းမြစ်စီကသိရပါတယ်။စစ်ကောမရှင်ရဲ့ခလာယာ230ခမာယာ380 ခမရ၄၁၅တို့ကဘုံမှုနဲ့တက်ဖွဲ့ဝင်တွေအခုရပိုင်းတွင်တည်ဆုံးတာဖြစ်တယ်လို့ကချင်တရင်းရင်းမြစ်ကအတည်ပြုထားပါတယ်တိုက်ပွဲကနှစ်ဖက်ပြန်လည်သူတင်ကိုတင်အဆင့်ကနေခရိုင်ဘက်ကတာစီယူလာတယ်ကာကင်စခန်းတော်တော်များများလည်းတင်းယူနိုင်လာတယ်စစ်တပ်ဘက်ကလေရင်ကွင်းပြန်သုံးမယ်လို့အတန်နှွင့်လာတယ်သုံးဖို့အပြစ်ခံရမှာပဲလို့ကချင်တရင်းရင်းမြစ်က ARD Times ကိုပြောပါတယ်ဒါအပြင် အောက်တိုဘာ3ရက်နေ့ကနှစ်မိုင်နဲ့သုံးမိုင်နီတိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်မရှင်ရဲ့ကန်ကင်းစခန်းသုံးခုကိုလည်းခရိုင်ကတင်းယူထားနိုင်ပြီလို့သိရပါတယ်။ခရိုင်အနေနဲ့ဗမောတိုက်ပွဲတွင်အသာစီးပြန်ရနေပြီးကန်ကင်းစခန်းတွေကိုဇက်တိုက်တင်းယူနေကနယ်မြေရှင်းလင်းမှုတွေပါလှုပ်ဆောင်လာနိုင်တယ်လို့သိရပါတယ်။နှမိုင်နဲ့သုံးမိုင်ပတ်ဝန်းကျင်ကစစ်ကောင်မရှင်တပ်တွေကိုလည်းရှင်းလင်းနိုင်ခဲ့ပြီးစစ်ကြောင်းထိုးတက်လာတဲ့စစ်ကြောင်းတွေကိုပါကြားဖြတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့စီးရဲတဲ့ရင်းမြစ်တွေစီကသိရပါတယ်။ တာခရိုင်ဗမောင်းမြို့နယ်နီးတဝိုင်းမှာစစ်ကောင်မရှင်ရှမ်းနီပြည်သူစစ် SN ပူပေါင်းတပ်နဲ့ဒေါ်လိုင်းတပ်ဖွဲ့တွေနေ့စဉ်တိုက်ပွဲဖြစ်ပွားနေပြီးစစ်ပေးဆောင်ပြည်သူ2000ကျော်ဟာအခြေခံထောက်ပံ့တွေအရေးပေါ်လိုအပ်နေတယ်လို့စစ်ဆောင်တွေကိုကူညီပေးနေသူတွေစီကသိရပါတယ်စစ်ကောင်မရှင်ပူပေါင်းတပ်ဟာ၎င်းတို့လက်လွတ်ခဲ့ရတဲ့ဗမောင်းမြို့ကိုပြီးခဲ့တဲ့အောက်တိုဘာ၄ရက်နေ့ကစတင်ပြီးတော့အင်အားလုံးရင်းနဲ့စစ်ကြောင်းထိုးလာပြီး အော်တိုဘာ9ရက်နေ့မှာလေးချောင်းကပါပုံကျဲတိုက်ခိုက်ပြီးလေးချောင်းကစ်ကိုကောက်ွယ်ယူကာရှေ့တိုးလာနေတယ်လို့ဒေသခံတွေစီကသိရပါဗျ။စစ်ကောင်မရှင်ရဲ့တပ်မ33ခမရ1ချောင်းနဲ့ရန်နီပြည်သူစစ် SNL တို့ပူးပေါင်းထားတဲ့အဲ့ဒီစစ်ကြောင်းဟာဗမော်မျိုးရှိခမိုးရွာနဲ့စက်တော်ရွာနီးထိချင်းကပ်လာတဲ့အတွက်တိုက်ပွဲတွေပြင်းထန်ဖြစ်ပွားနေတာပါ။စစ်တပ်နဲ့ရန်နီပြည်သူစစ်ပူးပေါင်းထားတဲ့စစ်ကြောင်းကမြို့နယ်၄မိုင်กว่าထိရောက်လာပြီလို့သိရပါဗျ။ မြို့ကိုပြန်လည်ထိန်းချုပ်ပြီးဗမောင်းမြို့စေယုံဘက်ကိုအရင်ဝင်ရောက်ဖို့စီစဉ်ထားတယ်လို့ကြားပါတယ်လို့ဒေသခံသတင်းရင်းမြစ်က ERI Times ကိုပြောပါတယ်။တော်လိုင်းတပ်ဖွဲ့တွေကပြီးခဲ့တဲ့စက်တင်ဘာ20ရက်နေ့ကဗမောင်းမြို့ကိုသိမ်းပိုက်ခဲ့ပြီးနောက်ကစင်ကလျားထွက်ပြေးခဲ့ရတဲ့စစ်ကောင်မရှင်တပ်ဟာမြို့ရဲ့နောက်ဖက်ချမ်းနဲ့မြောက်ဖက်ချမ်းမှာအင်အားပြန်စုဖွဲ့ပြီးဟုံးမင်းကနေတက်လာတဲ့ခမာယာ16ရက်နေ့ပူပေါင်းပြီးအခုလိုထိုးစစ်ဆင်လာတာဖြစ်ပါတယ်။စစ်ကောင်မရှင်ပူပေါင်းတပ်ရဲ့လေးချောင်းတိုက်ခိုက်မှု ဒရုန်းနဲ့ဘုံဒီချတိုက်ခိုက်မှုတွေကြောင့်ဒေသခံ၃ဦးသေဆုံးပြီး၅ဦးထပ်မံထိခိုက်ဒဏ်ရာရရှိခဲ့ပြီးမြို့နီးကျေးရွာ၁၅ရွာခန့်နဲ့မြို့ပေါ်ရှိရက်ွက်၄ရက်ွက်ကပြည်သူများပြန်စစ်ဘေးရှောင်နေကြပါတယ်။တိုက်ပွဲတွေကတော့ဇက်တိုက်ဖြစ်နေတယ်။အခုကမြို့ရဲ့၃မိုင်လောက်ထိတိုးလာတာမို့အနီးနားကရွာတွေလည်းစစ်ရှောင်နေကြရတယ်။မကြခင်ဆောင်းရတီရောက်တော့မှဆိုတော့အခြေခံဆောင်းတော့ဝစ်ထယ်ရီနဲ့ဆေးဝါးတွေတော့အေးပေါ်လိုအပ်နေတယ်လို့ ဆေးဘေးရှောင်ကူညီပေးနေသူတို့က ARD Times ကိုပြောပါရယ်လက်ရှိမှာဆေးဘေးရှောင်ပြည်သူစုစုပေါင်း2000ကျော်လောက်ရှိနေပြီးခက်ခဲနေပေမဲ့လည်းစူးစီးပြီးကူညီမှုတွေလှူဆောင်ပေးနေတယ်လို့ဆေးရှောင်တွေကိုကူညီပေးနေသူတွေစီကသိရပါရယ်နော်ဝေးနိုဘယ်ဆုချင်းမြေကော်မတီကအခု2025ခုနှစ်အတွက်ငြိမ်းချမ်းနိုဘယ်ဆုကိုဗနဇွဲလားဒီမိုကရေစီရဲ့တက်ကြွလှုပ်ရှားသူအမျိုးသမီးခေါင်းဆောင်မာရီယာကိုရီနာမာချာတို့ကိုချီးမြှင့်ခဲ့တယ်လို့သိရပါတယ် မာရီယာကိုရီနာမာချာရိုဟာဗင်နီဇွဲလားပြည်သူတွေရဲ့ဒီမိုကရေစီအခွင့်အရေးနဲ့အာဏာရှင်စနစ်ကရင်းချမ်းစွာကုပြောင်းရေးအတွက်မဆုံးမနစ်ကြိုးပမ်းခဲ့မှုတွေကြောင့်ဆူယာရှိခဲ့တာဖြစ်ပါတယ်။မာရီယာကိုရီနာမာချာရိုဟာဗင်နီဇွဲလားအာဏာရှင်လက်အောက်မှာလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကိုကျင်းပနိုင်မှုနှစ်ပေါင်း20ကျော်ကြာတိုက်ပွဲဝင်ခဲ့ရပြီးပြီးခဲ့တဲ့2024ခုနှစ်မှာတိုက်ခန့်သမရလောင်းဖြစ်အနိုင်ရရှိခဲ့ပေမဲ့သမရနီကိုလက်စ်မာရူတိုဦးဆောင်တဲ့အစိုးရက ူမကိုရွေးကောက်ပွဲဝင်ကွေ့15နှစ်ပြိပင်ခဲ့ပါတယ်။နိုဘယ်ဆုချီးမြှင့်ကော်မတီကသူမရဲ့ Belox Over Bullocks ကြီးစံများစာမဲပုံးကိုရွေးချယ်ခြင်းဆိုတဲ့အထင်ကရစကားစုကိုချီးမွမ်းခဲ့ပြီးမာချာရိုဟာအသက်အနည်းချင်းချောက်မှုတွေနဲ့ကြုံတွေ့နေရပေမဲ့ငြင်းချမ်းစွာတိုက်ခိုက်ဖို့တတိရှိသူဖြစ်တယ်လို့ပြောဆိုခဲ့ပါတယ်။နိုဘယ်ဆုချီးမြှင့်ကော်မတီကဒီမိုကရေစီဟာငြင်းချမ်းအတွက်အခြေခံအုတ်မြစ်ဖြစ်ပြီးအခုခါအာဏာရှင်ဆိုးရွားတွေတိုးပွားကာ ဒီမိုကရေစီစနစ်ဆုတ်ခွာလာတဲ့ကမ္ဘာကြီးမှာနေထိုင်နေရတယ်လို့ထောက်ပြပြောဆိုခဲ့ပါတယ်။အခု2025ခုနှစ်နိုဘယ်ဆုတွေထဲကစာပေနိုဘယ်ဆုကိုဟန်ဂေရီနိုင်ငံကစာရေးဆရာကရရှိခဲ့ပါတယ်။ဆေးပညာယူဘဗေဒနဲ့ဓာတုဗေဒဆိုင်ရာနိုဘယ်ဆုတွေကိုတော့အမေရိကန်ဂျပန်နဲ့အခြားနိုင်ငံတွေကသိပ္ပံပညာရှင်တွေအသီးသီးဆုခွန်ရရှိခဲ့တာပါ။အာဆီယံဘုံသဘောတူညီချက်၅ရဲ့အထူးသဖြင့်အကြမ်းဖက်မှုတွေရပ်ဆိုင်းရေး လူသားချင်းစံနာမှုကိုညီပေးအပ်မှုအရှိန်မြင့်တင်ရေးနဲ့မြမကသက်ဆိုင်သူတွေအလုံးတွဲဆုံဆွေးနွေးရေးအပြည့်အဝအသေးပဲရှိရှိအကောင့်ထဲပေါ်ဖို့မလေးရှားနိုင်ငံကတိုက်တွန်းလိုက်ပါတယ်မြမစစ်ကောမရှင်ခန့်ဝင်းကြီးချုပ်ဦးညွတ်စောနဲ့နေပြည်တော်မှာတွဲဆုံစဉ်အခုလိုသတင်းစကားပန်းခဲ့တာလို့မလေးရှားနိုင်ငံရဲ့ဝင်းကြီးမိုဟာမက်ဟက်ဆန်ကပြောပါတယ်မြမနိုင်ငံမှာမကြမီကျင်းပမဲ့ရွေးကောက်ပွဲကိစ္စရပ်ကိုလည်းဆွေးနွေးခဲ့ပါတယ်လို့၎င်းကတောက်ကြနေမှာလူမှုကွန်ရက် Facebook မှာရေးသားခဲ့ပါတယ် မြန်မာခီးစဉ်ကို2025ခုနှစ်ဇူလိုင်လအတွင်းကျင်းပခဲ့တဲ့58ကြိမ်မြောက်အာဆီယံနိုင်ငံရေးဝင်ကြီးများအစည်းအဝေးဆုံးဖြတ်ချက်ရတွားရောက်ခဲ့ပြီးအာဆီယံလက်ချောက်ဥက္ကဋ္ဌဖြစ်နိုင်ငံရေးဝင်ကြီးအနေနဲ့လှူဆောင်ခဲ့တာလို့သူကဆိုပါတယ်။စစ်ကောင်မရှင်နိုင်ငံရေးဝင်ကြီးစစ်ကောင်မရှင်ခေါင်းဆောင်တွေနဲ့ဆွေးနွေးမှုတွေပြုလုပ်ဖို့မိုဟာမက်ဟက်ဆန်ဟာဂျာတာဘရီနီကမြန်မာနိုင်ငံကိုတွားရောက်ခဲ့တာပါ။ဒီဇင်မာလာရွေးကောက်ပွဲကို စောင့်ကြည့်ဖို့မလေးရှားနိုင်ငံကလေးလာစောင့်ကြည့်ဖွဲ့စည်းလို့မယ်လို့ စစ်ကောင်မရှင်ထိန်းချုပ်နိုင်ငံတကာမီဒီယာတွေကဖော်ပြပါရယ်အစ္စရေးနိုင်ငံနဲ့ဟာမတ်အဖွဲ့ကဂါဇာညီငယ်စီမံချက် ပထမအဆင့်ကိုသဘောတူလိုက်ပြီးလို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကကြေညာလိုက်ပါရယ်သဘောတူညီချက်အရတရားခံအားလုံးမကြမီလွတ်မြောက်မှာဖြစ်ပြီးရင်းချင်းပထမအဆင့်အနေနဲ့အစ္စရေးကသူ့ရဲ့တပ်ဖွဲ့တွေကိုစုခွာမြင်းထိတက်ဆုပ်ပါလိမ့်မယ်လို့ဒေါ်နယ်ထရန့်ကလူမှုကွန်ရက်ထရုတ်မှာရေးသားခဲ့ပါရယ် နှစ်နှစ်ကြာစစ်ပွဲအဆုံးသတ်ဖို့ရည်ရွယ်ပြီးအီဂျစ်ကာတာတူရကီနဲ့အမေရိကန်နိုင်ငံရဲ့ဖြန့်ဖြေးမှုနဲ့အီဂျစ်နိုင်ငံမှာသုံးရက်ကြာဆွေးနွေးမှုတွေပြုလုပ်ပြီးတဲ့နောက်အခုလိုကြေညာတာပါသဘောတူညီချက်တရရရှိခဲ့ပြီလို့အစ္စရေးနဲ့ဟာမတ်အဖွဲ့ကအတည်ပြုခဲ့ပါတယ်။သဘောတူညီမှုရရှိတာကြီးကျယ်တဲ့နေ့တစ်နေ့ဖြစ်ပြီးသဘောတူညီချက်ကိုအတည်ပြုဖို့နဲ့တရားခွင်တွေအလုံးအင်ပြန်ခေါ်ဖို့အော်တိုဘန်ဆေးမှာဆွေရောက်ဖွဲ့အစည်းအဝေးကျင်းပမယ်လို့ ။အစ္စရေးဝန်ကြီးချုပ်ဘင်ဇမင်နေတန်ယာဟုကလူမှုကွန်ရက်အိတ်စ်မှာရေးသားခဲ့ပါတယ်။သဘောတူညီချက်မှာဂါဇာဒေသကအစ္စရေးတပ်ဖွဲ့တွေစုခွာဖို့နဲ့အကျဉ်းသားတွေလဲလှယ်ဖို့ပါဝင်ကြောင်းဟာမတ်စ်အဖွဲ့ကအတည်ပြုခဲ့ပါတယ်။ဒဇာဂန်တွေကိုတနင်္လာနေ့မှလွတ်ပေးမယ်လို့ခန့်မှန်းရကြောင်းအင်ပြူရာကြီးတန်းရာရှိတူကသတင်းဌာနတွေကိုပြောကြားခဲ့ပါတယ်။သဘောတူညီချက်သေးစိတ်ကိုနောက်ပိုင်းမှာကြေညာမှာဖြစ်ကြောင်းသဘောတူညီချက်ရစစ်ပွဲအဆုံးသက်က အစ္စရေးနဲ့ပါလက်စတိုင်းတရားခံတွေလွတ်မြောက်ပြီးအကူအညီတွေဝင်ခွင့်ပြုမယ်လို့ကာတာနိုင်ငံရဲ့ဝန်ကြီးမာဂျစ်အယ်အန်ဆာရီကပြောပါရယ်ဂါဇာဒေသမှာငတ်မောခံပါမှုဖြစ်နေတယ်ဆိုတာကိုနေတန်ယာဟုကအကြေငင်းငင်းဆန်ခဲ့ပြီးအစ္စရေးနိုင်ငံကစာနယ်ဇင်းခါနဲ့အခြားအကူအညီတွေပေးအပ်ခွင့်ပြုနေတယ်လို့ပြောပါရယ်